ားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ဖပြပေးမှာကတော့ဆရာချင်းမင်းသူရေးသားထားတဲ့ဓာတ်ုခေါ်ရွေးမရပါဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဓာတ်ုခေါ်ရွေးမရပါအကြီးတန်းမှာကျွန်တော်တို့အိမ်နှင်းဘေးချင်းရှင်အိမ်ပေးနိုင်နေထိုင်တော်သူဖြစ်သည်ကျွန်တော်တို့နဲ့အတူမျိုးသစ်လေးမာနီလာခဲ့ဒီမှာအနှစ်20ကျော်ရှိလေပြီကိုရခင်ကအကြီးတန်းတွင်ယောက်ျားနှင်းသားတစ်ယောက်ရှိသည်မျိုးသစ်ရောက်ပြီး9နှစ်လောက်ကြာတော့သူ၏ယောက်ျားသေဆုံးသွားသည် ဒီနောက်ပိုင်းတွင် သူဤသူရီတော်သားသည်မိမယူသွားသည်အကြည်တန်းဤသားဖြစ်သူ မောင်ကျော်စွာကမိမယူပြီးသည်နှင့်အကြည်တန်းနှင့်အတူမနေမော်ဘီရှိရောက်ခမများနှင့်လိုက်နေသည်ထိုချိန်မှစ၍အကြည်တန်းတယောက်တဦးဒီနေထိုင်လာခဲ့သည်အကြည်တန်းကဝန်ထမ်းကြီးစားဖြစ်သည့်အပြင်စီစနစ်တကျသုံးဆွဲစုဆောင်ခဲ့သောကြောင့်သူတွင်ငွေပုံငွေရှန်လေးများရှိသည်ထိုငွေတို့ကိုဘန်တွင်ထည့်၍အတိုးကိုယူစားသည်ထို့ပြင်ရက်ွက်ထဲတွင်လည်းအတိုးဖြင့်ငွေချင်းငှားသည် အိမ်ပေါင်းပစ္စည်းပေါင်းအချို့ကိုလက်ခံသည်ထို့ကြောင့်ရက်ွက်ထဲတွင် အကြီးတန်းသည်ထင်ပေါ်သူ ထိတ်တန်းစည်းဝင်ဖြစ်သည်အကြီးတန်းဆိုလျှင်ရက်ွက်ထဲရှိဂောဘကဓမာယုံ သာသနာအကျိုးဆောင်များမှဆ ảy ၍အယေသမားဆိုင်ကားသမားအစုံမတိသူဟု၍မရှိထိုလူတော်လူများလူတော်တော်များများမှ အကြီးတန်းနှင့်ကင်းသည်ဟု၍တိတ်မရှိအကြီးတန်းကစကားပြောဆိုတော်လဲလက်တွန်ခြင်းတိတ်မရှိ ပေကံစွန်ကျဲမှုဒါနာကိုဝါသနာပါသည် ထို့ကြောင့်မကြာခဏဖုံတော်ကြီးအကြောင်းများသို့သွားကာယဟန်တိတ်ခါထပ်ပေးခြင်းပစ္စည်းလေးပါဆွန်စီအကြောင်းတင်ငန်းလူရန်ချင်းနေ့စဉ်အာစင်တကားကံပြုပေးခြင်းဖြင့်မိသည်ကုသိုလ်ရေးမဆိုးပါဝင်လူရန်ခဲ့သည်မှာလည်းအကျဉ်းချင်းပင်ဖြစ်သည်သူရတွင်အကြီးတန်းထံမှငွေချင်းငှားပြီးပြန်ပစ်ဆက်ပါကခုနှစ်ရင်ရရှိရင်ကြားပြောဆိုတတ်သည်မှာလည်းအကြီးတန်း၏အကျဉ်းတစ်ခုဖြစ်သည် ဂရီဒီမှကြိုက်သောအကြီးတန်းနှင့်အလွယ်ချင်းကားသူတို့၏ဂရီမဒီပွဲကြောင့်ရက်ွက်ထဲမှဖြစ်ခဲ့ရသည့်ရန်ပွဲကလည်းအကြိမ်ကြိမ်ရှိခဲ့သည်။ဟေးပဆန်ဆိုတာအလကားမရဘူး။ငါမှရှိတဲ့ပဆန်တွေကလည်းငါရဲ့ချွေးနဲ့သွေးနဲ့ရင်းပြီးရှာထားလို့ရခဲ့တဲ့ပဆန်တွေအလကားကောက်ရလာခဲ့တာမဟုတ်ဘူး။သူများဝေကိုချင်းကားတယ်ဆိုရင်ပြန်ဆက်ဖို့တော့မမေ့ကြနဲ့ပေါ့။ခွာက ယူတော့ကတော့အဖေကဲပါအမေကဲပါနဲ့ဆက်ရမယ့်အချိန်ကျတော့မတိကျအောင်ဆောင်နေကြတယ်။ အေးငါမကြည်ဘူးပဲယူတဲ့ပတ်စံမှန်သမျှအစိတ်ကြီးပဲဆိုတာမှတ်ထားလိုက်ကြတကယ်တမ်းတွင်အကြီးတန်းစိတ်ဆိုး၍ပြောလုံးခဏတာဖြစ်သည်ဘယ်တော့ခါမှအမှန်မထားနောက်တစ်ခါထပ်လာ၍အကြီးတန်းထံချွတ်ချွတ်နွံ့နွံ့ကလေးပြောဆိုတတ်ပါကထပ်၍ချီးငားလိုက်စမြဲသာဖြစ်သည်ထူလူစားတဲ့တွင်အရေသမားပြဲပြော်တို့အုပ်စုပါသည်ပြဲပြော်ပေါက်ဆတယောက်စားတို့လူစုသည်အရက်ကိုခုံမင်ကြသူများဖြစ်ကြသည်အသက်30ကျော်40ဝန်းကျင်လူရွယ်များဖြစ်ပြီး ရက်ွက်แท้တွင်ကြာပန်းလုံးကိုင်းစားတောင်းနေကြသည်လူပြိုကြီးစင်းဝင်များဖြစ်ကြသည်သူတို့ဖွဲ့ကရက်ွက်แท้ရှိအိမ်တချို့မှလက်သမားခေါ်ခိုင်းခြင်းပယံခေါ်ခိုင်းခြင်းတန်ရှင်းလုံခိုင်းခြင်းအုံမင်တခိုင်းခြင်းကိစ္စများကို အုပ်စုလိုက်သွားရောက်လုံခိုင်းပေးကြပြီးရရှိသည့်လုံအားကားကို ခွဲဝေရေးတဖန်အရက်တောက်ခုငွေကိုဘုံချံကအရက်ဝိုင်းခွဲတောက်သည့်အုပ်စုဖြစ်သည်သူတို့ဖွဲ့သည်ဆိုင်ရာဆွေမျိုးဝိပများရင်ရှိတော်လဲအယံမူလာပါကကြုံရာထိုးအိတ်တတ်သည့်သူများဖြစ်ရာ ညာတော်အဖင်အကြီးတန်းခြံဝင်းထဲရှိကိုပြစ်မသူတို့အားလုံးဤအိဆက်ရဘုံအိယာဖြစ်သည်ဟဲ့တေးချင်းစိုးလေးတွေငါခြံထဲဝင်ပြီးငါကိုပြစ်ကိုပြစ်ပေါ်မှာလာအိတ်ကြရအောင်နင်းတို့ကိုဘသူကခွင့်ပြုချက်ပေးထားလို့လဲအမလေးလေးစောစောစီးစီးအရင်နှန်းကထောင်းနေတာပဲကဲသွားကြသွားကြနေစရာမရှိလဲအရက်ဆိုင်မှာသာသွားနေကြပြီတော့နည်းနည်းမိုးလင်း၍ပြေပြောပေါက်စားလို့အုံစုသူခြံဝင်းထဲမှာကိုပြစ်ပေါ်၌အိတ်နေသည်ကိုမြင်တော့ တွေ့ရမဆိုင်အတိုင်းတိုင်းပြပြကြအောင်អော်တော့သည် ထိုအခါပြဲပြောပေါ့စားတို့အုပ်စုကဘာမျှပြန်မပြောအသားငင်ကို၍အိမ်ချံဝိုင်းတွင်မှ ထွက်သွားကြလေရှိသည်သူရတွင်မကြသောရက်တရက်တွင် ထိုအုပ်စုအားအကြီးတန်းကခေါ်ယူကခြံဝင်းအတွင်ခြံတန်းရှိလူခိုင်းကအရက်ဖိုးပေးလေရှိပြန်သည် ထိုကြောင့်ပြဲပြောပေါ့စားတို့အရင်မူလာ၍အိမ်မပြန်နိုင်ဇန်ငင်တင်သည့်အချိန်ဒီတိုင်းအကြီးတန်းအိမ်ချံဝင်းလေးထဲမှကိုပြစ်လေးမှသူတို့အုပ်စု၏ လဲလျောင်းအိဆက်ရာ အမင်းရနေရဖြစ်ခဲ့လေသည်ဒီလိုနှင့်မြို့သစ်ကလေးကအရွယ်တင်းကအပြူဖျန်းမလေးဖြစ်လာချိန်တွင် အကြီးတန်းကအရွယ်ရင်းကအသက်80တွင်းရောက်လာခဲ့သည်ငโกကလေးကဆွေမျိုးသားချင်းနေပါလာသည့်အထဲယောက်ျားဆုံးမပြီးအိမ်အောင်ကြသားနှင်းပါ ခွဲခွာနေရလေရာ အကြီးတန်းမှတယောက်ထဲထီထီးပွားကို ရုန်းကန်နေရရှာသည်သို့သောငွေရင်းငွေနှီးရှိသူဖြစ်၍အတူပေးစားခြင်းမှ အမျက်ငွေရခြင်းအငိမ့်စားလာကာရ လာစာရခြင်းတို့ဖြင့်အကြီးတန်းဝင်ငွေမှာသုံးငွေထဲများသောကြောင့်စုမိဆောင်မိရှိလာသည်ထိုစုဆောင်မိငွေများထဲမှတချို့တစ်ဝက်ကိုလှူဒန်းပြီးအကြီးတန်းအမြဲအာရုံကြလေးရှိသည့်အတိုင်းလဲတစ်ခုမဟုတ်တစ်ခုကိုလှူပြအောင်လှူသည်အကြီးတန်းအခုနေတဲ့အကြီးတန်းအင်ကြီးကိုအကြီးတန်းတည်သွားရင်ဘသူ့ကိုပေးခဲ့မှာတော့ဟာငါတည်သွားရင်ငါရဲ့တူဝီရောသားကပိုင်တာပေါ့သူ့ကိုပဲပေးခဲ့မှာပေါ့ဒါပေမဲ့အေးငါကငါမတည်ခင်အလှူဝဝလှူကုန်းမှာအေး နောက်ဆုံးမှုစရာမရှိရင်ဒီရင်ကိုရောင်းပြီးတော့လှူအောင်ပါဒါပေါ့ဒါမှန်တာပေါ့အကြီးတန်းမှာငိုစားရဲစားမဲ့သူလည်းမရှိဘူးဆိုတော့အကြီးတန်းရှာဖွေရသမျှလှူဒန်းပူကြီးပဲပေါ့အကြီးတန်းကကုသိုလ်ကောင်းပါတယ်အကြီးတန်းအိမ်ချန်ဝင်းကပေ30 60အိမ်ကြီးကနှစ်ပင်သုံးကန်းပြင်အောင်တုံမိုးနှစ်ထပ်အိမ်ကြီးဖြစ်သည်အကြီးတန်းအသက်80ကျော်တော့တခါတရံကျဲမာကြီးချုပ်တယ်လာသည်နှစ်ထပ်အင်ကြီးတဲ့တွင်တယောက်ထဲနေရသောကြောင့်အဖော်ရလိုရာညာအကြီးတန်းအိမ်ဘော်ဒတ်ကို ညာကာစားလင်များစုံတွဲကိုငှားလိုက်သည်တိမ်ထဲတွင်အပေါ်တန်းအောက်တန်းနေကြရသူများဖြစ်သောကြောင့်မမြင်ခြင်းမကြားခြင်းတော့လဲမြင်နေရကြားနေကြရသည် အကြည်တန်းကအသက်ရွယ်ကြီးရင်သူဖြစ်သည့်အပြင်ရှေးသူကြီးဆန်သောကြောင့်မြင်တွေ့သည်များရင်ထဲမှထားပြောင်းပြောပြောတတ်သည်ညီတို့ကစိတ်ကမရှိကြဘူးအမိုက်ကိုလည်းသူနေရနဲ့သူမပြစ်ဘူးပြီးတော့ညာဘက်စားပြီးသားပကံတွေကိုလည်းညာကချက်ချင်းမစေးဘူးနောက်ပြီးရေတုံငင်တော့မနှိပ်ဘူးနှိပ်ပြီးသားရေကြတော့ဘာသုံးတယ်လဲမမေ့နဲ့ ဒါအပြင်လုံကပြန်လာကြတာနဲ့နှစ်ယောက်သားတွထိုးနေလိုက်ကြတာကလည်းတကယ်တည်းမပြောလိုက်ချင်ဘူး။ညဘက်ဆိုရင်ငါက9နာရီထိုးတာနဲ့အိမ်ပိတ်ပြီးအိတ်တာအကျဉ်းအပါနေတာ။ညီတို့ရောက်လာမှငါမှအိမ်တကားပိတ်ဖို့စောင့်ရတာကလည်းနေ့စဉ်ရက်ဆက်ဖြစ်နေပြီ။9နာရီကိုတော့အိမ်ကိုပြန်လာကြဖို့တတိထားနေကြမှာပေါ့။ခုတော့ညီတို့ကဘူးလူယုံမှာသွားကြည့်တာ17နာရီ17နာရီမှပြန်လာတော့ငါအိမ်ကြီးပြတ်တာပေါ့။ဒီတိုင်းဆိုရင်တော့ဒီလောက်ကိုရင်ညီတို့ကိုမထားတော့ဘူး။ အင်္ဂါသမားလူငယ်စနီးမောင်နှံကအကြီးတန်းဤညီးတွားချက်ပွားချက်တွေကိုတင်းကြီးမခံနိုင်ကြ၆လစာရုပ်ဆိုတော့လဲ၃လလနှင်းဆင်းသွားသည်နောက်တူအင်္ဂါတင်တော့လဲထုံနီး၎င်း၂လ၃လနှင်းပင်အင်္ဂါဇလန်းပြရသည်ကြီးရှိသည်ကြာတော့အကြီးတန်းအင်္ဂါမတင်တော့တယောက်ထဲထီထီသာနေသည်ကူပေါ်တော်ပဲအဖြစ်အရေသမားပွဲခံပြေပြောနှင်းပေါ့စားတို့ကိုတောက်လူမေယာခေါ်ခိုင်းနေလာခဲ့သည် ထိုခိုက်ကြီးတန်းဤဒူဒီတော်သားဖြစ်သူမှော်ပြီးတွင်ဆုံးမသွားရှာသည်အကြီးတန်းမဖြစ်စေနိုင်လောက်အောင်အငူကြီးငူသည်သို့တော်ကိုဖြစ်စေနိုင်မဖြစ်သောလောကကြီးဤယာမကိုအကြီးတန်းဘာသာတရားနှင့်ဖြည့်သိမ့်နိုင်ရသည်သူရာတွင်မတီမြဲသောလူပွားဤနှစ်သာရကိုတည်ထားသူပြီးပြီးသူမသေးခင်သူပိုင်ဆိုင်ထားများကိုရာတင်ရာထိုက်သူများကိုဖွဲ့ဝေပြီးရန်အကြီးတန်းဆုံးဖြတ်ခဲ့မိသည် သူတွင်အမျိုးဟူ၍တားတယောက်ထိသာရှိလျာတားဆုံးပါသွားသည့်အခါတွင် တားဤဇနီးတဲ့နှင့်တားမွေးထားသည့်မြေသုံးယောက်သည်သာသူ၏အမွေကိုဆက်ခံရမည်သူများဖြစ်ကြသည်ထို့ကြောင့်သူမကွယ်လွန်မီသူပိုင်ဆိုင်သောအိမ်ချံနှင့်ဗန်ငွေအလုံးကိုမြေသုံးယောက်အမည်နှင့်လွှဲထားလိုက်သည်လက်တလောအကြီးတန်းသုံးဆွဲငွေအတွက်ကားလစဉ်အတူမြန်ငွေများမှသုံး၍မလောက်ငှပါကဗန်စင်းမှထုတ်ယူသုံးဆွဲသည်သူရတွင် သူသည်ထူးထူးခြားခြားသုံးကြမရှိတကူကြီးတကာရသမမှုနေစာညစာကိုတခါတည်းချက်ထားုံများနှင့်ပြည်သည် ကြံသည့်ကိစ္စဝေကုန်စရာကိစ္စတိတ်မရှိ အလှူဒန်းလှူရန်သာရှိသည်တခါတည်းရန်မော်ပြီးမှချွေးမနှင့်မြင်းများကသူတို့နှင့်လာနေရန်နှင့်သူအိမ်ခြံဝင်းကိုရောင်းချရန်ပြောကြသည် အကြီးတန်းကအိမ်တိုင်းမြင်သူဖြစ်ရာကသူအိမ်မှာပင်တယောက်ထဲနေရသည်ကိုသဘောကျစွာချွေးမနှင့်မြင်းများစကားကိုဆန့်ကျင်ကနေခဲ့သည်မမြဲသောယုံနံတရားဤဖောက်ပြန်မှုတံကြောင့်အကြီးတန်းမကြာခဏနေမကောင်းဖြစ်လေရှိသည် သူရတွင်အိန္ဒိနာရှင်များကကောင်းမွန်စွာဝိုင်းဝန်းပြုစုကြသောကြောင့်အကြီးသံအားကိုးရခဲ့သည်ထို့ပြင်သူပေကံကျူးမွေးထားသည့်ပြဲပြောပေါ့စားတို့အုပ်စုကလည်းအကြီးသံကိစ္စဆိုနှင့်မူသည်ဖြစ်စေမမူသည်ဖြစ်စေအချိန်မရွေးခိုင်းသည့်အတိုင်းပြေးလာ၍လောက်ကင်ပေးလေရှိသည်ထို့ကြောင့်ကြီးသံကသူအိန္ဒိုင်းကလေးကိုမှင်သည်သူရွက်ွက်ကလေးကိုခင်သည်မင်းရဟင်းကောင်းခင်ရဆွေမျိုးဆိုသည့်စကားကဲ့သို့အကြီးသံကသူအိမ်ရာဝင်းကျင်ရှိသူများကိုသူဤဆွေမျိုးရင်းချတဲ့ပွဲတဘောထားကရရည် တာရင်နိုင်ညတွင်သူကရှည်ဆုံးမှပါဝင်လူတန်းခဲ့သည် အင်းခုတလောအကြီးတန်းတယောက်အတော်လေးပိန်ချုံသွားတယ်နော်။အော်ညီတို့ကလည်းအကြီးတန်းအသက်ကိုလည်းမေ့ကြည့်အောင်လေအသက်က80ကျော်နေပြီ။အေးအသက်ကကြီးကျောတော်နောက်ခံသာသမီကမရှိဆိုတော့ခုလိုနာမကျန်းဖြစ်တဲ့အခါကူပေါ်လောင်ပဲမရှိတာစိတ်ပျက်စရာကြီးပါ၏။ဒါပေမဲ့လည်းသူရွက်ကအကြီးတန်းကိုဆွေမျိုးရင်းချလို့ဖြစ်နေလို့ကြုံနေအားတဲ့လူကဝင်ပြီးကူညီလုပ်ကင်ပေးနေတာပဲလေ။ ုဆိုအကြီးတန်းအိမ်ပေးကမနူကအားလုံးတာဝန်ယူပြီးလုပ်ကင်ပေးနေတယ်။အကြီးတန်းကလည်းသူ့ကိုအလကားမခိုင်းရှာပါဘူး။ဇေယိတ်ပေးပါတယ်။မနူလည်းအစီပြင်းအစင်ပြေအကြီးတန်းလည်းအစင်ပြေပေါ့အေး။တဖြည်းဖြည်းအသက်ရွယ်ကြီးရင်လာသည့်အကြီးတန်းတယောက်မကြာခဏလူကြီးယောဂါဖောက်လာတတ်သည်။ထိုခါဆေးုံစည်းကမ်းသွားပြရန် စေးတိုက်ရန်နှင်းအစားစားကျူးမှုရန် ကိုလက်ချေနှိမ့်နေပြီးရန်စသည်ဖြင့်အကူလူဆေးပေးမိယူလိုလာသည်။ချွေးမနှင်းမြင်းများထံအကြောင်းကြားတော်လဲ နာသာရှိမဟုတ်၍ချွေးမနှင့်မြေးများကခဏလာကြည့်ပြီးပြန်သွားကြသည်သာထို့ကြောင့်အယက်ဆွေမျိုးမန္နုကိုသာအားကိုး၍နေရတော်သည်မန္နုကလည်းစေတနာပါသည်အကြီးတန်းကိုမိဘရင်းတပွဲသဘောထားကချီဝေသေးဝေကအစလျှော်ဖို့ပေးကသမင်းကအစချက်ပြုတ်ကျွေးမွေးပြုစုသည်လိုအပ်ပါကစေကန်းစေဝယ်လဲကိုတိုင်လိုက်ပါဆောင်ရဲ့သဖြင့်အကြီးတန်းတွေအစစအရာရာအစဉ်ပြေရှာသည်အကြီးတန်းနေမကောင်းဖျားနာသည်ဒီညဘက်များတွင်အကြီးတန်း၏အိမ်မှနေ၍ ညာအိမ်နေပြုစုပေးသည်ဒီလိုပြုစုရင်းနှင့်ပင်အကြီးတန်းနေပြန်ကောင်းလာသည်အကြီးတန်းနေကောင်းလာသည်နှင့်နန်းနဲ့မိုးလင်းဆိုလင်းလမ်းမပေါ်သို့ရောက်ပြီးဖြစ်သည်ဒုက္ခကိုအာယူ၍ရက်ွက်ထဲလမ်းလဲလျှောက်သည်ဝင်းငါးဆိုင်ကိုရဆိုင်လက်ဖက်ဤဆိုင်တွင်မှထိုင်၍ရက်ရွေတော်၎င်းရက်ွက်သတင်းစနေနာသည်နိုင်ငံရေးအကြောင်းကလည်းအတော်စိတ်ဝင်စားတဲ့သည်သည်ဖြစ်ရာရွေလူယောက်ျားကြီးများနှင့်တွေ့လျင်မြင်ရှက်ရေးပြောပြသည်သည်ပြီးလျင်အတူချင်းငါထားသူများထံလှည့်လည်၍ အတူငွေကောက်ခံခြင်း၊ကြုံရဌာနမှဟင်းချက်စရာဝဲကအိမ်ပြန်လာတတ်သည်။ဒီလိုနှင့်အကြီးတန်း၏အသက်85နှစ်ထဲဝင်ရောက်လာသည်။ဇရာ၏နှိမ့်ဆက်မှုဝင်လင်းမြင်သာမှုကခါကုန်းခြင်းလက်ဆောင်ကိုပြလိုက်သည်။သို့သောအကြီးတန်းအိမ်ထဲမှကုန်း၍အငြိမ်မနေ။ဒုက္ခကိုအပြူ၍ရက်ွက်ထဲရှောင်မြဲရှောက်လဲမြဲဖြစ်သည်။ဖြစ်ရှင်သောတရေအိမ်ရာမှကရင်ငါထားပြီးမျက်နာသိရန်ပြင်ဆင်စဉ်အိမ်ထဲမှချော်လဲသွားသည်။ တမန်တလင်းမှုခြေတစ်ဖက်နာသွားကနန်းလျှောက်ရမရတော့ထို့ကြောင့်ဆရာဝန်ပင့်ကားစီးကူတရသည်တနေ့သက်သာမလို့နှင့်ရဲကြလာတော့အစာတောက်ပါပြက်လာသည်လမ်းမလျှောက်နိုင်ခြင်းကြောင့်အကြီးတန်းစိတ်တက်ကြာသွားဟန်ရှိသည်အိယာထဲမှာနှင်းနေရသည့်လူမမာဘဝဖြစ်နေခြင်းကြောင့်မနူကသူ၏ချွေးမနှင်းမြင်းများထံအကြောင်းကြားလိုက်သည်မြေတယောက်ချက်ချင်းလိုက်လာသည်ပြီးနောက်အကြီးတန်းကိုသူတို့နေထိုင်ရမှော်ပြီးတော့ကားငှား၍ခေါ်သွားကြသည် အကြီးတန်းကိုပြုစုရန်မနုကိုပါတစ်ခါတည်းခေါ်သွားသည်အကြီးတန်းတွင်ကွယ်လွန်သွားသည့်အူဒီတော်သားမမွေးသည့်မြေသုံးယောက်ရှိကြောင်းသိရသည်ထိုမြေသုံးယောက်ကိုကြီးတန်းကမသေးခင်အမွေခွဲဝေပေးထားပြီးဖြစ်သည်ထိုကြောင့်အကြီးတန်းကိုမော်ဘီသို့ခေါ်သွားပြီးနှစ်ရက်ကြာတွင်အကြီးတန်းနေထိုင်ရာမျိုးရှိမြမစီးပွားရေးဗန်မှအကြီးတန်းစုဆောင်ဝေတင်အစိတ်ကိုလာ၍ထုတ်ယူသွားကြသည်ကြည်တန်းကတော့ဒီတောင်ကကြော်မဲ့ပုံမပေါ်ပါဘူးအဲဒါကြောင့်မြေတားရှင်ရွှေပြည်သားရဲ့တရားကိုနာကျင်တယ်လို့ပြောတယ် ဘလောက်ကုန်ကုန်ပြင်ပေးပါလို့ပြောနေတယ်အဲ့ဒါကူညီကြပါအောင်ကျမကတော့အကြီးတန်းရဲ့ဝေယဝိစတွေကိုလုံးမန်းနေရတော့နားရတယ်မရှိပါဘူးသူချွေမနဲ့မြေတွေကသူ့နားတောင်တိတ်မကက်ကြဘူးကျမကတော့အကြီးတန်းဝစ်ပါလာတယ်ထင်တာပဲမတတ်နိုင်ဘူးလေဝရှိသမျှခံရမှာပေါ့မန်နူကရက်ွက်ထဲပြန်လာစဉ်ညီးတွားသွားသည်မန်နူမော်ဘီပြန်ရောက်သွားပြီးနောက်တရက်တွင်ကျွန်တော်ထံသို့ဖုန်းဝင်လာသည်အကြီးတန်းညစင်နာကြီးကဆုံးသွားသည်တတိကတော့အရန်ကောင်းပါလေ မိသားရှင်ရွှေပြည်သားဆရာတော်ရဲ့တရားကိုနာကျင်လို့တော့ဆရာတော်မလာသေးဘူးလားလို့မေးရင်းနဲ့ပဲဆုံးသွားရှာတာတကယ်တမ်းကကျွန်တော်ဤမျိုးသမီးမှာမိသားရှင်ရွှေပြည်သားထံသို့သွား၍အကြီးတန်းဤဖြစ်စဉ်နှင့်ဆန္ဒကိုပြောပြပြီးပင်ဖိန်ရန်ကြိုးစားခဲ့သည်ဆရာတော်ကနိုင်ငံသားသို့ကြွားရောက်နေသဖြင့်ပင်ဖိန်၍မိ아가လက်လျှော့၍ပြန်လာခဲ့ခြင်းဖြစ်သည်အကြီးတန်းကယဟန်တကာယဟန်မာကြီးဖြစ်သည့်အပြင်တိမ်ကျောင်းအမှုရှင်မာကြီးတို့လည်းဖြစ်လေသည် ဒီအတွက်အကြီးတန်းဒီလင်ကောင်းရာဘုံတို့ရောက်နေမည်ဟုအားလုံးကယုံကြည်ကြသည်ဒီကြတဲ့တရားတော်ကိုနာကြရန်စိတ်ဆန္ဒပြင်းပြစွာဖြင့်ကွယ်လွန်သွားရသောကြောင့်သူကိတိဘုံတို့လာနိုင်မည်ဟုလူများကတထေချမှတ်ယူကြသည်သို့တော်ထူညမှာပင်အကြီးတန်းနေထိုင်ရာအကြီးတန်းပိုင်ဆိုင်ရာနှထိုင်အင်ကြီးတွင်တညာလုံးတဒုံလုံးကျဲ၍တရေ6တိတရင်ကကြီးထွားသွားသည်အကြီးတန်းမရှိစဉ်အကြီးတန်းအင်ကိုစောင်းရှောက်ပေးကြသည်တရေမကြောက်ဘာမကြောက်အယေသမားပြဲပြော ပေါ့စားတို့ပင် ထွက်ပြေးကြရသည် အကြည်တန်းတွားရောက်သည်ဆုံးရမော်ပြီးအိမ်တွင်တော့ဘာမှမမြင်ရမကြားရမတွေ့ရဘာရင်ရောင်များမရှိဘူးဆိုကြသည်ဒီကြားတဲ့အကြည်တန်းချွေးမကသူ့အိမ်တွင်အကြည်တန်းဆုံးသည့်အတွက်အတူမရဲ့လဲကိုသူ့အိမ်မှနေပြုလို့မည်ဟုဆိုသည်မန်နူပောင်ဝင်အကြည်တန်းနေထိုင်ခဲ့ရရက်ကွဲမှလူချိုးကားမှုအကြည်တန်းနေအိမ်၌လဲဆွန်းသွလုံးတဲ့အကြောင်းဖြင်းဖြင်းကျက်ပြီးကြသည်သူရတွင်အကြည်တန်းချွေးမကလက်မခံ ထို့ကြောင့်အကြီးတန်းယုကလအတုပါချပြီးချိန်မှစ၍မန်နူကလည်းကိုနေထိုင်ရာရက်ွက်သို့ပြန်လာခဲ့သည်ထို့ညမှာပင်တော့ပိတ်ထားသောအကြီးတန်း၏နထိုင်အိမ်ကြီးမှခြေနှင်းနံများကိုထင်းထင်းရှားရှားကြားရပြီးအမှုရင်နံများရာကြောင်းအကြီးတန်းအိမ်နှင့်ကလေးရဲ့နေကြသူမန်နူနှင့်ကျွန်တော်၏ဇနီးတွေတို့ကနာနဲ့မိုးလင်းသောအခါပြောပြကြသည်အိမ်ဆောင်ခြံဆောင်လိုပေးကြသည့်ရေသမားပြေပြောပေါက်စားတို့ကလည်းအမှန်ဖြစ်ကြောင်းထောက်ခံချက်ပေးကာနောက်ရက်များတွင်ကြီးတန်းအိမ်၌ မဆောင်ရဲကြတော့ကြောင်းပြောကြသည်ဒီလိုနှင့်အကြည်တန်ဤအတုပါရဲ့လဲကိုမှော်ပြီးရှိအကြည်တန်ဆုံးရာချွေးမအိမ်မှလုံးလိုက်သည်အကြည်တန်နေခဲ့ရာဌာနေမှလူများရဲ့လဲကိုသွားပြီးပြန်လာခဲ့ကြသည်အကြည်တန်ဤအိမ်၌တရေ၆တိအကြောင်းသူချွေးမကို ပြောပြ၍ဆွန့်သွို့ပြီးရန်တင်ကြောင်းအကြံပေးကြည်သည်ချွေးမကလည်းမခံသူအိမ်ကိုသူစိတ်ဆွဲပြီးနေမယ်ဆိုရင်လည်းနေပါစေနောက်တော့မှဖုန်းကြည့်ပင်ပြီးအမျှပေးဝေလိုက်မယ် ဒီမှာသူ့အတွက်ရက်လေဆွန်းတို့တာကလည်းသူ့ကိုအမြတမ်းပြေးဝေတာပဲလေသူသာဓုခွန်နိုင်မှာပါကျမကတော့ရက်လေကိုတနေရာထဲမှာပဲလှုပ်ချင်တယ်လူကြီးတွေကလည်းဒီလိုပဲပြောတယ်မန်နူနဲ့ဌာနေရက်ွက်သူတချို့အစိမ်မကောင်းစွာပြန်လာခဲ့ကြသည်ထို့ညမှာလည်းကြီးတန်းအိမ်ထဲမှာလမ်းလျှောက်တန်းများနှင့်အမှုရဏံများကိုရရှိကြောင်းပတ်ဝန်းကျင်ရှိလူတိုင်းလိုလိုမှတ်ချက်ပေးကြသည်ထို့ထက်ထင်ရှားသောဖြစ်စဉ်တစ်ခုမှာကအိမ်ကြီးမိန်းမနှစ်ဦးအားအကြီးတန်းမှအိမ်မက်ပေးကအော်ဟစ်အကူအညီတောင်းခြင်းပင်ဖြစ်သည် ငါကိုကူညီကြပါအောင်၏ငါတို့ရည်စူးလို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးအမျှတမ်းပေးဝေပေးကြပါငါဒီနေရာမှာပဲတာရုခေါ်ဖို့စောင့်နေပါတယ်ငါကိုတနာကြပါ၏ငါတာရုခေါ်ပြီးဘဝပြောင်းရင်လာပါပြီကူညီပါကြကူညီကြပါအောင်၏အိမ်မက်ထဲတွင် အင်ကြီးချင်းတော်များနှင့်မိုင်းရင်ဆွေတို့အားလာရောက်တောင်းမန်တို့ရှုပြောနေသည့်အကြီးတန်းကိုကြည်ရသည်မှာအလွန်တနာစရာကောင်းကြောင်းပြောကြသည်တို့ဖြစ်ရာမော်ဘီ၌အဆုံးသို့သည့်အမျှကိုအကြီးတန်းမရလေသလား အကြီးတန်းကြီးမော်ဘီနိုင်ဒီဆုံးကွယ်လွန်ခဲ့သောညလဲသူနေထိုင်ရာ သူပိုင်ဆိုင်ရာနေရရှိအိမ်ကြီးကိုဆွဲလန်းသွားခဲ့၍ဤသို့ဖြစ်ရခြင်းဟုပဝင်းကျင်လူတို့ကသတ်မှတ်ကြသည်ဒီတွင်အကြီးတန်းပေါ်စိတ်မကောင်းဖြစ်ရရှာသည်တို့ရတွင်ကြီးတန်း၏ချွေးမနှင့်မြင်းများမှ သူပိုင်ဆိုင်ရာအိမ်တို့လာရောက်၍ကုသိုလ်ကောင်းမှုကိုမြည်သည့်ခါမြပြုလေမည် မသိမြည်သူအမြပေးဝေမည်လဲမရေရာဒီတွင်အကြီးတန်းတယောက်သာဓုခေါ်၍မရနိုင်ဖြစ်နေရရှာပါသည် ကြည်တန်ဘွားကရင်နာစရာနှင့်ဘဝတင်ငန်းစာယူပွဲရာ ဖြစ်တော်သည်အင်ယံဝီကြီးများကို ချွေးထွက်ခံ၍ကိုတိုင်ယုံကံလှုပ်ရှားဆောင်ရှာဖွေခဲ့တော်ညာလဲဒီလွန်သည့်အခါကိုမပိုင်မဲထားခဲ့ရရှာသည့်အဖြစ်ပင်သူကတိတို့လာရန်တာလူခေါ်ရန်အမျှပေးဝေမိအချိန်ဒီကင်းခြင်းကပင်ရင်နာစရာကောင်းပါပြီတော်သည်ထို့ကြောင့်ပင်အကြီးတန်းနှစ်ထပ်အင်ကြီးစီမှလမ်းလျှောက်တဲ့တညံညံသည်ပန်ဝင်ကျင်လူတို့အတွက်တုံလှုပ်ချောက်ချောက်ပွဲကောင်းနေပါတော်သည် ဆရာချင်းမင်းသူကာကျိုးယုတ်ချစ်သူဝိညာဉ်စာအုပ်မှကောက်ယူဖော်ပြပါသည်။နားစင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တမန်ရှင်။